ရဲလေကြငါတည်တင်းနေငါတော့ကြံနေငါဖျားခဲ့မယ်လို့ရှေ့ကပြညာထွက်အခုနောက်ပိတ်ဆုံးသာသနာမှာဘယ်ငါများကြံမယ်တင်နေရဲလေကြငါတည်တင်းနေငါကြောင်စားကြံနေငါဖျားခဲ့မယ်အဲ့တော့မနေ့ငါးပါးညငါးပါးအော်ဟစ်ခိုးနေတဲ့ငါးပါးရဲလေပေါ်တင်းနေလေဦးမတင်းနေကြောင်စားလေဦးမအဲငါးပါးသီလမြဲတာဘယ်ငါးပါးသီလလေတဲ့ ရဲ့တယ်ကြ6နာရီကတော့များပြီပေါ့လေဗျာအဲရဲ့တယ်ကြငါတင်တင်နေငါကြောင်စားတယ်ကြံနေငါဘယ်ငါများကြာမယ်ထင်ကြလားအခုနောက်ပိတ်ဆုံးသားသလား2500တဲ့ဝင်လာပြီဝင်လာတော့လုံရင်လုံကြမလုံလို့ချင်းရေစုံမျောတော့မယ်ဘာကြောင့်လဲတဲ့ကတ်သုံးပါဆိုတာစိုက်ဒုဗိကန္တရကယောဂကန္တရသတ္တံကရကကတ်တယ်ကတ်သုံးပါလိုက်စိုက်တော့မယ်ပမာရိရှိတဲ့ပုံကိုတော့တရားကလေးသစ္စာလေးပါတရားတော်မြတ်ကြည်ရတဲ့ပုံကိုဖျားကလေး ငါးပါးသီလအဋ္ဌသီလအရိစိတ်တအဋ္ဌပညာတဲ့အဲသီလဝိသုဒ္ဓိစိတ်တဝိသုဒ္ဓိပညာဝိသုဒ္ဓိသုတ်တိသုံးပါးစင်ကြဲတဲ့ပုဂ္ဂိုလ်မဟာသောတာပန်ကြီးငါးပါးသီလမြဲတဲ့ပုဂ္ဂိုလ်အဲ့ဒီငါကြံလိုက်အဲ့တော့မလို့ရှိရင်မကြံဘူးဘာကြောင့်လဲတဲ့အော်ဟစ်ခိုးနေတဲ့ငါးပါးလည်းကြအောင်ပါပဲကြောင်းကစားအောင်မယ်ဘာကြောင့်လဲတဲ့တော်တော်ကြဒိဋ္ဌိမှမပြုတ်ပဲကိုဒိဋ္ဌိမပြုတ်တော့ရက်သက်ရချောင်းကြကုန်ရောဗျအဲ့ဒီတော့ဒီနောက်ပိတ်ဆုံးသာသနာဘယ်ငါ့အမြကြံမထင်ကြလဲ တမာရီရှိတဲ့ပုံကိုကြတော့မြင်လိုက်မယ်။တမာရီမှာမရှိတဲ့ပုံကိုတော့မြင်မှာမဟုတ်ဘူး။ကြောက်လဲကြောက်မှာမဟုတ်ဘူး။အဲ့ဒီတော့ကြောက်ဓမြချာမှာငါဓမြတိုက်တယ်လို့တော့နောက်တော့တော်တော်ကြာကြတော့ပြက်ကြလိမ့်မယ်ဗျာ။ဘာကြောင့်လဲလမ်းသွားရင်လည်းသေးကြမယ်။ခြံောင်းတယ်လည်းသေးကြလိမ့်မယ်။မလှုပ်မရှက်ဘဲနဲ့သေးတာတွေတွေ့ကြလိမ့်မယ်။အဲလမ်းသွားရင်လည်းသေးလိမ့်မယ်။အိရာရယ်လည်းသေးလိမ့်မယ်။ဓမင်းစာရင်လည်းသေးလိမ့်မယ်။နောက်ပြီးသွားရင်လည်းသေးကြလိမ့်မယ်။ဘာကြောင့်လဲတဲ့။လုံရင်လုံကြအလဲအမြောင် နေမကော6နာရီမထိုးခင်လှုပ်ရင်လှုပ်ကြ6နာရီထိုးပြီဆိုရင်ကုသိုလ်ကအချိန်ကုန်ပြီဆိုရင်ကိုလန်းကိုပြန်ညရတော့မယ်အဲ့တော့ကိုလန်းကိုမပြန်ညရအောင်ကအခုအတည်းကသမာဓိလာဥဆောင်ရပြီတော့အတိပေးခဲ့တာပဲဥက္ကလာပမြို့ကြီးကိုအဲ့တော့အတိပေးရင်အဲလှုပ်ရင်လှုပ်ကြပေါ့ဗျာမလှုပ်ဘဲနဲ့နေလို့ကတော့အဲစိတ်သာချစိတ်သာချဘာကြောင့်လဲတဲ့ဥပဇင်ကတော့အဲတက္ကະရကမများ မြင်လို့သိလို့တရားဓမ္မများအသိပေးရတာပါဗျာအခုကဥပဇင်ကနောက်ပိတ်ဆုံးသာသနာကိုလိုက်ပြီးတော့ပြုတ်နေရလို့ဒါကြောင့်မလို့မြောက်ဥက္ကလာပကလည်းဒီမဲ့အရိယသူတော်ကောင်းတွေရှိရဲဆိုပြီးတော့ဒါပြီးသာသနာကြီးလာပြုတ်တာပါဗျာအဲ့တော့ကျင့်ညာအထောက်ကြပါလို့ဒါကြောင့်မလို့အသိပေးတာပါမကြင့်မကြံပဲနဲ့များတော့ဒါနာလေးတွေနဲ့တင်းတိမ်မနေနဲ့သီလလေးတွေနဲ့တင်းတိမ်မနေနဲ့သေဂာနိဆဲဆဲကြတော့တရားဓမ္မများမိစ္ဆာဒိဋ္ဌိ ်အမြင်အသိကနေပြီးအပယ်လေးပါပို့လိုက်တော့ဒါနကလည်းမအကျုံမပေးနိုင်တော့ဘူးသီလကလည်းအကျုံမပေးနိုင်တော့ဘူးသူတို့ကကံပေါ်တဲ့တရားတွေကိုအဲ့ဒီတော့အယုမအမမအစွဲမမိစ္ဆာဒိဋ္ဌိကြီးကနေပြီးအပယ်လေးပါပို့ရရောဟောဒါနကုသိုလ်ကစေရနာသီလကုသိုလ်ကစေရနာကနောက်ဆုံးဝေးလိုက်ရအဲ့ဒါပါလေတဲ့မိစ္ဆာဒိဋ္ဌိကနေပြီးအပယ်ပို့ရကြပဲဒါနကပို့တာမဟုတ်ပါဘူးဗျသီလကလည်းပို့တာမဟုတ်ပါဘူးဗျเจ้าကြီးတွေကဆောက်ပြီးတော့ကိုယ်ဆောက်တာကအပယ်ပို့တာမဟုတ်ဘူး ကားလေးတွေရှင်ပြုတ်တာကအပယ်ပို့တာမဟုတ်ဘူးအပယ်လေးပါပို့တဲ့ကံကဘယ်ကံလဲတဲ့အယူမအမမခုနကတော့46နဲ့လုံးလုံးမြင်တဲ့အမြင်ကြားတဲ့အကြားတွေနာတဲ့အနာတွေစားတဲ့အစားတွေထိတဲ့အထိတွေသိတဲ့အသိတွေအဲ့ဒီဟာကအပယ်ပို့ရအောင်တရားနည်းဆဲဆဲကြတော့အဲအဲ့ဒီ